အားခတ်တော့အိမ်နဲ့ PDF တက်ဖွဲ့တွေကစိတ်ဝင်လာမှာကိုဆိုးလာသူတို့ကစိတ်ဝင်လာမှာကြောက်တာဟိုကအွန်လိုင်းကျင်းလိုက်နဲ့ဝင်လာတာကိုသူတို့မသိဘူးကွနော်စိတ်ဝင်လာမှာမဟုတ်ဝုံငင်းဝုံငင်းနဲ့ဝင်လာမှာပေါ့နော်အမေက900ကျော်ဖြစ်ကြတယ်ဒီဒီတိန်ကိုပေါ့နော်ဒါပေမဲ့လည်းအရေးကြီးတဲ့အခုဒါဒီတိန်မျိုးမှာကြိုးစိုးပါကြီးဆိုတော့မြို့အဝင်အထွက်လို့နေရာမျိုးမှာတောင်မှပဲခွေးပြေးဝက်ပြေးနေရတယ်အင်းအားအများကြီးဖြစ်ထားတာနော်အင်းအား900ကျော်လောက်ဖြစ်ထားတာ မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ28ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့သတင်းကောင်းတွေပြောမယ်သတင်းကောင်းတွေချင်းမြင့်နယ်ကသတင်းတွေရှိတယ်အာရခတ်တော် A ရဲ့သတင်းတွေရှိတယ်ပေါ့နော်အရင်ဆုံးအာရခတ်တော် A ကနောက်ထပ်စကန်နှစ်ခုထပ်မနေပြန်သိမ်းနိုင်ခဲ့တဲ့ ARD တွေကအခြေအနေတွေပြောကြမယ်ပေါ့နော် ARD တိုင်းလေးမျက်နှာမျိုးနဲ့ဒါပသိမ်မုံရွာလမ်းပိုင်းအဲ့မုံရွာလမ်းပိုင်းကတည့်ရတိုင်းပဲအာရခတ်တော် A နဲ့ PDF ပူးပေါင်းဖွဲ့တွေကဒီနေရာကိုစိုးမိုးဖို့စူးစမ်းလာရင်းနဲ့ပေါ့နော်ဒါတိုက်ပွဲတွေဖော်ဆောင်နေကြတာရှိတယ်အဲ့တော့အဲ့ဘက်ချမ်းမှာ ဒါစစ်ကောင်စီဘက်ကစစ်ကူစစ်အင်အားတွေပို့မလောက်ဖြစ်နေရပေါ့အဲအဲပို့မလောက်ဖြစ်နေတဲ့ဂျားတဲကမှပဲစစ်အင်အားတွေတောက်လျှောက်ပို့နေတဲ့ဂျားတဲကမှပဲဒလိုင်းတပ်ဖွဲ့တွေကနောက်ထပ်နေရာစခန်းနှစ်ခုထပ်မနေကိုထပ်ပြီးတိမ့်ပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကဒါခုနပြောတဲ့ပသိမ်မုံရွာလမ်းပိုင်းကဒါစောပြရွာပြီးရင်တဲနုကုံကျေးရွာအဲ့ကျေးရွာအနီးတွေမှာစစ်ကောင်စီနဲ့စစ်ကောင်စီနဲ့အေအေပူပေါင်းမဟာမိတ်အဖွဲ့တွေတိုက်ပွဲတွေပြင်းထန်တာဖြစ်ပါနေတယ်အဲပြီးရင်ဒါအေအေနဲ့ပီဒီအေပူပေါင်းအဖွဲ့တွေကဒါတဲနုကုံကျေးရွာနီးကစစ်ကောင်စီကာကင်းစခန်းနှစ်ခုထပ်မနေကိုတိမ့်ပိုက်လိုက်တယ် ါကတော့ထုံးစံပဲဒါကိုသိန်းနိုင်ပါเนาะကိုသိန်းနိုင်အတွက်ကတော့ထုံးစံပဲကိုဘက်ကလည်းကိုသိန်းအေးရလဲအေးဆေးပဲပေါ့เนาะအေးနဲ့ပြည်တဲ့တပ်ဖွဲ့တွေကပသိမ်မုံရွာလမ်းဘိုင်းကိုထိန်းချုပ်ဖို့အတွက် ဒါလေးမျက်နှာမျိုးနယ်အတွင်းကဒါငကားရစ်တောင်ပြီးရင်ဆက်ဆက်ယိုစောပြတဲနုကုံပန်တော်ကြီးစတဲ့ခြေရွာတွေကိုဒါဒီနေရာပတ်ဝန်းကျင်တွေမှာပေါ့နော်တိုက်ပွဲတွေဖော်ဆောင်ခဲ့ကြတာရှိတယ်။လက်ရှိတော့ဒါလေးမျက်နှာမျိုးနယ်တဲနုကုံခြေရွာကစစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုထိုးစင်စင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ဒါအခုဒါစစ်ကောင်စီရဲ့ဒါကာကင်းစခန်းနှစ်ခုနဲ့မနေကိုတင်ပတ်ရရှိခဲ့တဲ့ဆိုပြီးတော့ဒါလေးမျက်နှာမျိုးနယ်ကစီရီတရင်ရင်းမြစ်စီကနေပြီးတော့သိရတယ်ပေါ့နော်။အဓိကတော့တဲ့ဒါ AA နဲ့ PDF ပူးပေါင်းတက်တွေကဒါပသိမ်မုံရွာလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားနေတာပါ အရင်ကတည်းကလည်းဒါတဲနီကုံကြေးရွာကရဲစခန်းကိုအေးနဲ့ဒါပူပေါင်းတပ်ဖွဲ့တွေကတင်းထားတာရှိပါလေတဲ့အားရစရာရောနော်အရင်နဲ့အသိမ့်တာလားအခုကတော့အဲ့ကြေးရွာအနီးကကကာကင်းစခန်းနှစ်ခုတည်းမနည်းကိုတင်းပတ်ရရှိထားပါတယ်အဲ့ဘက်မှာလေရင်တွေဘုံကျဲတန်တွေလက်နက်ကြီးလက်နက်ငယ်ဒါတိုက်ပွဲဆန်တွေပေါ့ဗျာအဲ့ဥစ္စာတွေတောက်လျှောက်ကြားနေရဆဲဖြစ်တယ်ဆိုပြီးတော့ဒါလင်းမျက်နှာမြို့ကန်တူကလည်းပြောတယ်ပေါ့နော်အဲ့တော့သူပြောတယ်ဒီတဲနီကုံကြေးရွာရဲစခန်းကိုအာခတ်တတော်အေးနဲ့ဗီဒီယိုတပ်ဖွဲ့တွေက ဒီပူပေါင်းတက်တွေပါပေါ့နော်ဒါဇွန်လလယ်ပိုင်းလောက်မှာခင်တွေကတိမ့်ပတ်ရရှိထားတာဖြစ်ပါတယ်ပေါ့နော်အားရကြကောင်းတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးဒါလေးမျက်နှာမျိုးတွေထဲမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကဒေသခံတွေကိုခီးသွားလာခွင့်နေဒါပိတ်လိုက်တာတွေရှိတယ်ပြီးတော့ဒါရေချောင်းလမ်းတစ်ခုကိုပဲပေါ့နော်ဒီကြက်အကတ်သက်နဲ့ပဲအချိန်အကတ်သက်နဲ့ပဲလေပြန်ပြီးတော့ဒါခွင့်ပြုပေးထားတာမျိုးရှိတယ်ခွင့်ပြုပေးထားတာရှိတယ်ပေါ့နော်ဒီကောင်တွေလည်းတော်တော်ကိုကြောက်လန့်နေကြဖြစ်နေတဲ့အနေထားအဓိကတော့ အဲ့နေရာတွေကနေပြီးတော့အာခတ်တော်အိမ်နဲ့ PDF တပ်ဖွဲ့တွေကစိတ်ဝင်လာမှအောင်ဆိုးလာသူတို့ကစိတ်ဝင်လာမှကြောက်တာဟိုကအွန်လိုင်းကျင်းလိုက်နဲ့ဝင်လာတာကိုသူတို့မသိဘူးကွနော်စိတ်ဝင်လာမှမဟုတ်ဘူးဝုံကြီးဝုံကြီးနဲ့ဝင်လာမှပေါ့နော်အခုလိုမျိုးပုံစံမျိုးနဲ့ပဲဝင်လာမှဖြစ်တယ်အဲ့အဲ့ဒါကိုသူကကြောက်လန့်တကြားနဲ့အခုနလို့ဒါပိတ်တာပဲဗျာလှုပ်တယ်နောက်တစ်ခုကတော့သူကအဲ့နေရာဒေတာတွေကိုဒါသူက ဒီဖြတ်လေးပြပုံစံမျိုးနဲ့လှုပ်ရှင်တာပေါ့နော်အဲအဓိကဒေတာကန်တွေကိုလည်းမမတ်ရမ်းပုံစံမျိုးနဲ့ဆက်ဆံတဲ့ border ဆွဲတာတွေတောက်လျှောက်လုပ်တဲ့ AR တိုင်းထဲမှာ border ဆွဲတာတွေတော်တော်လေးကိုကြမ်းတမ်းလာတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်။ဒါပြင်စစ်ကောင်စီကဒါအရခတ်တော်အေနဲ့ PDF တွေရှိနိုင်တဲ့နေရာတွေကိုသူကလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်တာတွေရှိတယ်။အဲ drone နဲ့ parameter တွေပါသုံးပြီးတော့ပေါ့နော်ဘုံကျဲတိုက်ခိုက်တာတွေရှိတယ်။တချို့ရွာတွေကိုစစ်ကြောင်းထိုးတယ်၊ကျေးရွာတွေကိုလည်းဘုံကျဲတယ်။နိုဝင်ဘာ25မှာဒါလေးမျက်နှာမြို့နယ်ဒါဝက်ကုန်းကျေးရွာကို Jet Fighter 2စီးနဲ့ပေါင်900 3လုံးလာချ အဲ့လိုမျိုးဒါဘုံလာကျဲတဲ့အတွက်ပေါ့နော်စစ်ဘေးရှောင်နေတဲ့ကိုဝင်ဆောင်အမျိုးသမီးတအူးအပါဝင်2ဦးသေဆုံးတယ်ပြီးရင်နောက်ထပ်4ဦးထိခိုက်ဒဏ်ရာရတယ်ပေါ့နော်မမရရင်စုစုပွဲပွဲလောက်ရက်တွေကတော့ဇက်တိုက်လုံနေတော့ပေါ့လေနော်အဓိက တိုက်ပွဲဖြစ်တဲ့နေရာတွေမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့ဆိုတာထက်ပြည်သူကိုပို့ပြီးတော့ဥတီဗီတိုက်ခိုက်နေတာတွေတွေ့ရတာပေါ့နော်နောက်ထပ်အားရစရာအချက်တစ်ခုကတော့စစ်ကောင်စီကအခုဒါလေးမျက်နှာပေါ့နော်လေးမျက်နှာမြို့နယ်တွေကတိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုဒါနာတခါလို့ခေါ်တဲ့နောက်တော့တိုင်းစစ်ဌာနချုပ်ကနေပြီးတော့အင်အားတွေပို့တယ်ပြီးရင်ဒါကွင်းကောက်ကနေပြီးတော့ဒါအမှတ်9တမ်းတော့တမ်းမြစ်လေးကျင်းအကြောင်းအဲ့ဒီအကြောင်းကစစ်အင်အားတွေကိုလည်းအဆက်မပြတ်ပို့ဆောင်ခဲ့တယ်ဒါပေမဲ့အဲ့လိုတောက်လျှောက်ပို့နေပေမဲ့လည်းပို့မလောက်စစ်ကြောင်းတွေဖြစ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော် အဲ့တော့ AA နဲ့ PDF ပူပေါင်းတက်ဖွဲ့တွေက AAR တိုင်းအတွင်းကငတိုင်းချောင်းမြန်အောင်အင်ကပူလေးမျက်နှာတာပေါင်း၈၈တောင်းရန်စတဲ့နေရာတွေမှာတိုက်ပွဲတွေပေါ်ဆောင်နေကြတာဖြစ်တယ်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်စစ်ကောင်စီဘက်ကအင်အားတွေတောက်လျှောက်တော့ပို့နေတယ်ရုံးမာတဲ့လောက်ရက်တွေတောက်လျှောက်လုပ်နေတယ်ဒါပေမဲ့လည်းဒါဒေါ်လိုင်းတက်တွေရဲ့ဒါတိုက်ပွဲပေါ်ဆောင်မှုတွေကရက်တံမသွားဘူးအချိန်ဟုန်ပြည့်ပြည့်နဲ့ဆက်ပြီးတော့ထိုးစစ်ဆင်လာနေတာတွေတွေ့နေရတယ်။အဲအဲအကြောင်းမလို့ဒါ AA ဘက်ကနေပြီးတော့စနစ်တကျဒါထောက်ပို့လုပ်နိုင်နေဆိုတဲ့ဟာကိုလည်းတွေ့ရတာပေါ့လေနော်။ အဲပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေကပုံမှုပြီးတော့ကောင်းလာတယ်။အေနဲ့ဒါ BDS တက်ဖွဲ့တွေပေါ့နော်။တလှည့်စီပေါ့နော်။ပြန်ပြီးတော့အဲဖိမနေတဲ့ပုံစံမျိုးတွေလည်းမြင်ရတွေ့ရကြားရတယ်ပေါ့နော်။အဓိကတော့အဲကိုနေရတဲ့ဝင်လာပြီးဆိုရင်တော့တေချာပေါက်ကောင်းကောင်းမွန်မွန်ဧကန်ပါပဲလေနော်။အဲအဲ့လိုမျိုးပေါ့။ရာရီတိုင်းတွေက BDS တွေကလည်းဒါ ထောက်ပံ့ပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်အခက်တတော် AA ကိုခုနလိုမျိုးပဲအကျိုးပြုလိုက်မယ်ပေါ့နော်အဲ့တော့ပူပေါင်းပြီးတော့အပြန်အလှန်ပုံစံမျိုးတွေနဲ့လက်တွဲပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်တဲ့အတွက်အခုလိုမျိုးပို့ပြီးတော့အောင်မြင်နေတာဖြစ်တယ်။အဲ့လေးမျက်နာဘက်မှာဆိုရင်ဒါစစ်ကောင်စီရဲ့အရာရှိကြီးတွေပါထွက်ပြေးနေရတယ်ဆိုပြီးတော့သိရတယ်။အကြီးပိုင်းတွေပေါ့နော်။အောက်ကတော့ဒါမင်းသွားတိုက်ပါမတိုက်နိုင်ဘူးလားမချနိုင်ဘူးလားဒါမျိုးပုံစံမျိုးနဲ့လုံနေကြတဲ့ကောင်တွေအခုဆိုရင်ဟိုဟာပြေးဒီဟာပြေးပြေးနေရပြီပေါ့။ နောက်ထပ်အချက်အလက်တွေအနေနဲ့ဆိုရင်ဒါပါစပေါ့နော်ပါစတွေအများစုနဲ့တို့ကစစ်တိုက်နေရတာစစ်ကြောင်းတစ်ကြောင်းမှာတက်စိတ်တစ်စိတ်မှာပေါ့နော်အ ਨੇ ဆုံးဒါ10ယောက်ရှိတယ်ထားလိုက်အောင်အဲ့10ယောက်မှာ9ယောက်လောက်ကပါစဖြစ်နေတသားသစ်ဖြစ်နေတာအဲ့ပုံစံမျိုးနဲ့စစ်ကောင်စီကစစ်တိုက်နေရတာပေါ့နော်လူ10ယောက်မှာ9ယောက်လောက်ကတသားသစ်ပုံစံမျိုးနဲ့တိုက်နေရတယ်ပြန်မြေပြင်စစ်ကြောင်းနေအနေနဲ့ပေါ့နော်မြေပြင်မှာစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းနေအနေနဲ့အာခတက်တော် AA နဲ့တိုက်ပွဲအဖြစ်ပြအဖြစ်ပြပြီးတော့နောက်ကိုပြန်ဆုတ်ဆုတ်လာတာ ဟာအချနေပြီကျန်းနေပြီမရတော့ဘူးကျွန်တော်တို့စုံမှရတော့မယ်ဒါလုံးဝလက်တည်းချီကပြီးတော့เนาะမရတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူအထက်ကိုတင်ပြမယ်တကယ်တကယ်တမ်းအဲ့နေရာမှာတိုက်ပွဲဖြစ်ချိန်မှာဖြစ်တာဒါပေမဲ့တိုက်ရမှာကြောက်လို့ကိုသူတိုက်ပွဲတွေအဖြစ်ပြအာလက်နဲ့တည်းဟိုရှောက်ထုတ်ဒီရှောက်ထုတ်အဲ့ဒါစစ်တပ်ကလုပ်တဲ့အကျင့်ပဲဟုတ်တယ်နော်မင်းတို့သိတယ်နော်ဟုတ်လားတက်တီတွေလိမ့်နေတိုက်ပွဲတွေအဖြစ်ပြတယ်အဲပြီးရနေဒါအထက်ကိုလိမ့်မယ်ပြီးရင်နောက်ကိုပြန်ပြေးမယ်ဆိုတဲ့အကွက်တွေကဒါအမြဲတမ်းမင်းတို့လုပ်နေတဲ့အကွက်တွေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲစစ်ကောင်စီကတောက်လျှောက်လုပ်ခဲ့တာဖြစ်တယ် အဲ့လိုမျိုးလှုပ်ခဲလို့ပေါ့နော်မြေပြင်တက်မှုတွေကအဲ့လိုပုံစံမျိုးတွေလှုပ်ခဲလို့ဒူတိုင်းမှုကိုပါအနိကက်ဆင်းပြီးတော့ကိုယ်ခဲခိုင်းတာအခုဒူတိုင်းမှုပါပြေးနေရတဲ့အကွက်အားရစရာကောင်းတယ်ပေါ့နော်လာခဲ့ခမားကိုယ်တိုင်းလာပြေးကြည့်ဆိုတဲ့အကွက်ပေါ့နော်အောက်ကလည်းဟာအောက်မှာတလောက်တေးတေးချင်းချင်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဘလောက်လှုပ်လို့ဘလို့မှရှေ့ဆက်မတိုးရတဲ့အနေထားတိုးလို့မရတဲ့အနေထားအဲ့ဒါကိုခမားအပွားနေပြီးတော့ဟိုကလှုပ်ပါလားဒီကလှုပ်ပါလားခမားကိုယ်တိုင်းလာခဲ့အဲ့လိုမျိုးကြောင့်မလို့အောက်ကလည်းတက်တီတီလိန်ပြတဲ့ခါမှာသူတို့အထက်အဆင်စင်ရနေပြီးတော့ဒူတိုင်းမှုလို့အဆင်မျိုးတော်မှာပဲ ်ဆင်းပြီးတော့ကိုယ်ခဲခိုင်းတယ်ဒါပေမဲ့လည်းဒူတိုင်းမှုလည်းပြေးရတာပါပဲပေါ့နော်အဲ့တော့ဒူတိုင်းမှုကပြေးနေရတဲ့အနေထားဆိုတော့တော်တော်ကိုချင်းနေကောင်းတယ်ပေါ့နော်အဲ့တော့ AA အနေနဲ့ဒါပသိမ်မုံရလမ်းပိုင်းကိုထိမ့်ချုပ်ပြီးပြီဆိုရင် ARR အတွင်းပိုင်းဒေတာတွေကိုဆက်ပြီးတော့ထိမ့်ချုပ်နိုင်ဖို့ထိုးစစ်ဆင်လာနိုင်တယ်ဆိုတဲ့အကြောင်းလည်းဒါသုံးသပ်လို့ရတယ်ပေါ့နော်ဒါဟာလည်းအားရစရာကောင်းတဲ့ချက်တစ်ခုဖြစ်တယ်နောက်ထပ်တစ်ခုရှိတယ်နောက်ထပ်သတင်းအကြောင်းအရာကောင်းတဲ့ဟာပေါ့နော်တကယ်အားရစရာကောင်းတဲ့ဟာရှိတယ် ဲ့ဒါကျွန်တော်ဒါဆက်သွယ်ပြီးတော့မေးမြန်းကြည့်တဲ့အခါမှာလည်းဒီသတင်းတွေထုတ်ပြန်တဲ့ထဲကထက်ကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေလည်းတွေ့ရတယ်ဗောနော်အဲ့ဒါကဒါချင်းပြည်နယ်ဒါတီးတိမ်မြို့အဝင်နေရာကိုမြို့အဝင်ထွက်နေရာကိုဒါချင်းတော်လိုင်းတက်ဖွဲ့တွေဗောနော်အဲလုံးဝတိုက်ခိုက်သိမ်းပိုက်ပြီးတော့ဗောနော်အဲ့အဲ့မှာကြုံတွေ့ခဲ့ရတဲ့သူတို့ရဲ့ဒီဖြစ်စဉ်တွေပေါ့နော်နောက်ွယ်ကအကြောင်းအရာတွေကိုကျွန်တော်မေးမြန်းကြည့်တာရှိတယ်ပေါ့နော်အဲ့ဒါကနိုဝင်ဘာ28ရက်နေ့ဒါတိတိမ်မြို့အဝင်ကျိုးစိုးပါကြီးဆိုတဲ့ဆိုင်းဘုတ်အနီးတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခါလရ269ကစစ်သားတွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ် ဒါပေမဲ့အိုက်စစ်ကြောင်းကသူကဒီခါလေက269ကနေပြီးထွက်လာတဲ့ဟာမဟုတ်ဘူး။ငခုကလေးကမှသူကအပြင်ကိုထုတ်ပြီးတော့သူကလှုပ်ရှားပုံစံမျိုးနဲ့သွားခိုင်းထားတဲ့ပုံစံမျိုး။အဲဘယ်နေရာကိုသူကနေမြင်ရှင်းဟိုနေရာကိုသူကနေမြင်ရှင်းမျိုးပုံညွန့်နေပြေးလိုက်သွားရှင်းခိုင်းလိုက်ဆိုပြီးတော့လှုပ်ထားတဲ့ပုံစံမျိုးပေါ့နော်။အဲဒါကြောင့်မလို့သူကမျိုးတွေကနေထွက်လာပြီးတော့အဲ့နေရာမှာတိုက်ဝဲဖြစ်လာတော့မဟုတ်ဘဲနဲ့မျိုးအပြင်မှာပတ်ပြီးတော့သူတို့နေမြင်ရှင်းလေးလှုပ်နေတဲ့အဖွဲကအဲ့နေရာမှာနေရာယူထားရင်းနဲ့တိုက်ပွဲတွေဖြစ်ကြတာပေါ့နော်။အဲ့တော့ စစ်ကောင်စီဘက်ကထုံးစံတိုင်းပဲအသေးအတန်ထွက်ပြေးပါတယ်။တေဆုံးထိခိုက်တွေရှိတယ်လက်နက်ခဲယမ်းတွေစစ်တုံးပန်းတွေရတယ်ဗောနော်စစ်တုံးပန်းနှစ်ဦးရတယ်အဲ့ဒါ never tell လေပြောပြမှာဗောနော်အဲ့ကောင်တွေကအင်အား60လောက်ရှိတယ်လို့ခန့်မှန်းရတယ်အဲ့မှာမီတာ900လောက်အတွင်းမှာတိုက်ပွဲတွေဖြစ်ကြတယ်ဗောနော်အဲ့တော့ဖမ်းမိတဲ့စစ်တုံးပန်းနှစ်ယောက်ဗောနော်အဲ့နှစ်ယောက်ထဲမှာဒါတယောက်ကတက်ကြပ်ကျန်တဲ့တကောင်ကတော့ဒဏ်ရာရထားအဲ့ဒဏ်ရာကိုလည်းပြန်ပြီးတော့ကုသပေးထားတော့ရှိတယ်ဗောနော်အဲ့တော့အဲ့ဖမ်းမိတဲ့တက်ချက်ဆိုတဲ့ကောင်ဗောနော်စစ်တပ်က16နှစ်ရှိပြီ ဟာပြောရရင်တန်သေးစစ်သားပေါ့နော်အဲ့တော့ session နေရှိပြီလက်နဲ့ချခိုင်းတာကိုမချအောင်လက်နဲ့ချခိုင်းတယ်တဲ့မချတာပေါ့နော်အပြင်မေးတာတွေလည်းတိတ်သူကကောင်းကောင်းမဖြည့်ဘူးပေါ့နော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တယ်သူတို့ကိုဖမ်းမိပြီဆိုတဲ့အချိန်မှာမေးတာတွေရှိတယ်အဲ့မှာဗီဒီယိုရုပ်သံတွေလည်းတက်လာလိမ့်မယ်ပေါ့နော်အဲပြီးရင်ဒါဖမ်းတဲ့အချိန်မှာလည်းသူဒီခြေပေါက်တွေပါလေဖြုတ်နေတာတွေပါလေတွေ့လိမ့်မယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးဒါဒီကောင်ကခေါင်းပါတယ်ပေါ့ဗျာပြောရရင်ခေါင်းပါတယ် तू မဖြည့်ဘူး तू တိတိမြတ်ဟာအကုန်လုံးကိုဖြည့်တာမျိုးမဟုတ်ဘူး तू ဘယ်မှာဘွဲယူခဲ့တယ်ဆိုတဲ့ဟာလောက်ပဲ तू ကပြောနေတယ် အဲ့လိုမျိုးဟာလည်းပဲပြောတာအဲ့တော့အပွဲတွေတင်းပြီလေနော်တင်းပြီလေအဲ့မှာလက်တွေပါနာတယ်တဲ့မုံဖိုးရတာငဖယ်လိုထုထောင်းရတာပေါ့နော်လက်တွေပါနာတယ်ပေါ့နော်ဒီကောင်မပြေလုံးလို့ပေါ့နော်အဲ့ကောင်ကဘယ်လောက်ထိဆိုးလဲဆိုတာတက်ဖွဲ့တွေကဒီလိုမျိုးတိုးကျိတ်တယ်ဆိုတဲ့ဟာကအဲပြောမယ်ဆိုရင်ဒါဘာမှမဟုတ်ဘူးဗျာဒီကောင်လှုပ်ခဲတဲ့လှုပ်ရက်နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်ပေါ့နော်ဒါပြေသွေးလဲကျွန်တော်လိုပဲထင်လိမ့်မယ်ပေါ့နော်ယူဆပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကကြီးစံကုံတဲ့အထိကိုတက်ဖွဲ့တွေကိုပြစ်သွားတာ ြည့်ပြီးလို့တို့လက်နဲ့ချဒါအော်ဟစ်ပြီးတော့လက်နဲ့ချခိုင်းတဲ့အချိန်မှာသူပြည့်စရာမကြံတော့လို့လက်နဲ့ချတဲ့ကောင်အဲ့လိုမျိုးနဲ့ဖမ်းဆီးမိခဲ့တဲ့ကောင်အဲ့ကောင်ကမဲမေးတာတော့ကောင်းကောင်းမဖြေဘူးဆိုတော့ကြတော့တွေ့ပြီလေကျွန်တော်ပြောတာနှုံဖုံခါတော့လို့တော့လုတ်ပြီပေါ့နော်အဲ့တော့ဒါမဖြေလို့ငဖယ်ဖြစ်သွားတယ်ပေါ့နော်အဲ့မှာဒါဒါပေမဲ့ဒါအသက်ဆုံးဆုံးနဲ့အထိလုတ်တဲ့ပုံစံမျိုးလုံးဝမရှိဘူးပေါ့နော်အဓိကတော့ဒီဘက်ကတပ်ဖွဲ့တွေကတကယ်လူသားဆန်ပါတယ်ကျွန်တော်တို့တော့မေးသေးရဲ့ဆရာဘာဖြစ်လို့အဲ့လိုမျိုးဒီ ကြီးကုံခံပြီးတော့ဗောနော်ကြီးကုံနဲ့အထိပြက်သွားတဲ့ကောင်အဲ့လိုမျိုးဘာကြောင့်ဟိုကဖြစ်တာလဲဆိုအာမဟုတ်ဘူးဗောနော်တိုက်ပွဲတွင်းမှာပြင်းခိုင်းနေတည်သွားရဆိုရင်တော့လည်းတမျိုးဗောနော်ဒါပေမဲ့ဖမ်းပြီးသွားပြီလက်ရဖမ်းဆီးပြီးသွားပြီဆိုရင်ကြတော့သူ့လုံထုံးလို့ဒီတိုင်းပဲဆက်လုပ်ကြမှာဗောလေနော်အဲ့ဒါခါတော့ကျွန်တော်တို့ကျွန်တော်တို့လည်းခုနလိုဗောနော်ပြည်သူဖြစ်တယ်လို့ပါပဲဗောနော်အဲ့တော့တိုက်ပွဲကြမှာသူ့ကိုတေချာမေးတယ်တိုက်ပွဲဖြစ်နေကြတဲ့မှာတော့တေချာမေးတာတော့မှပဲကောင်းကောင်းမဖြေတဲ့ကောင်မျိုးကိုအသက်ရှင်တယ်ဝင်ပြေးတယ်အဲ့တော့ကောင်းကောင်းမွန်မွန်နဲ့သာ ကူပြောင်းခဲ့မယ်ကောင်းကောင်းမွန်မွန်နဲ့သာလက်နက်ချမယ်ညံ့ခံမယ်အလင်းဝင်မယ်ဆိုရင်အဲ့လူတွေကပို့ပြီးတော့အခွင့်အရေးပို့ရမှာပေါ့နော်အဲပြီးရင်ဒါကိုယ့်ရဲ့အသိစိတ်တတ်နေပေါ့နော်တိုက်ပွဲမဖြစ်ခင်ကတည်းကမှဗကူပြောင်းခဲ့မယ်ဆိုရင်အလင်းဝင်ခဲ့မယ်ဆိုရင်ချင်းမြင့်ဝင်တွေပါပေးအောင်ပါဒါတကယ်ပြောတာပါ ခုနလိုဆိုးဆိုးဝါးကောင်းအောင်တော့မှဘာမှမလုပ်ဘူးဗျာအဲ့တော့ကောင်းကောင်းမွန်မွန်နဲ့လာပါတယ်ဆိုတဲ့သူတွေကိုဖိတ်ခေါ်ပါတယ်ကြိုးဆိုပါတယ်လက်နက်ခဲရအောင်ပါပါစီပေါ့နော်အဓိကဒီဘက်ကတပ်ဖွဲ့တွေအတွက်လည်းအထောက်အကူဖြစ်တာပါလေနော်အဲ့တော့ခုဖြစ်တဲ့အင်အား60ပေါ့နော်ဒါစစ်ကောင်စီဘက်ကအင်အား60ဆိုတဲ့အင်အားထဲမှာကြာတော့ဒီပါစာနေခါလိုက်က269ကောင်နေပုံများတယ်တဲ့အဲအဓိကတော့ဒါဒီပါစာဆိုတဲ့ကောင်နေကဘမသွားများနေလဲဆိုတော့ဒီအတွင်းမြို့တွင်းမှာရှိတဲ့ဒါခါလိုက်က269ဂုံးပေါ်မှာအဲ့ဂုံးပေါ်မှာစုဖွဲ့ထားတဲ့ထဲမှာတော့ဒါကကဒီပါစာဆိုတဲ့ကောင်နေကပုံများတယ်ပေါ့နော် အဲ့တော့တိုက်ပွဲတွင်းမှာတည်တာတွေရှိတယ်အဲတိုက်ပွဲတွင်းမှာတော့ဆိုရင်ဒါဒါစုံစမ်းသိရှိရသလောက်ပေါ့နော်ဘိုတယောက်တည်တယ်အဲ၄၅ယောက်လောက်ကတော့အနည်းဆုံးတည်မှာပေါ့နော်အဲ့ထဲမှာနောက်ထပ် ပြန်ကြားသိရတဲ့ဟာကဘိုမှုတယောက်လည်းတည်တယ်ဆိုပြီးတော့သိရတယ်ဒါစစ်ကြောင်းမှုပေါ့နော်စစ်ကြောင်းမှုဆိုတော့ဒါဘိုမှုဆိုတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲအကြောင်းမလို့ဒါဘိုမှုအဆင့်လည်းတည်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့သူတို့တော်တော်လေးကိုအထိနာပါတဲ့ပုံစံမျိုးအဲ့ဒါအကြောင်းမလို့လေသူကထွက်ပြေးတာထွက်ပြေးတာတပ်ဖွဲ့တွေကလည်းအဲ့လိုထွက်ပြေးသွားလို့လက်နက်ကြီးကနေမရတာ တော့မင်းတို့စစ်ကောင်စီအကောင်တွေကိုပြောချင်တာမပြေးတဲ့မပြေးနဲ့မင်းတို့ခံတိုက်မယ်ခံချမယ်ဆိုရင်တတိမရှိဘူးလားမင်းတို့ပေါ့နေမင်းတို့လာပြီဆိုရင်အခုဘလို့ဖြစ်တာ RPG နဲ့ဆက်လက်နေပဲပြည်ရစီကမင်းတို့အတန်းပြေးတာအဲ့တော့ဒီဘက်ကတက်ဖွဲ့တွေကမင်းတို့ကိုကြိတ်ရှင်နေဆိုတဲ့ဟာကမင်းတို့စီကလက်နက်ခဲရနေလဲရချင်တယ်ဟုတ်နော်အဲ့တော့ကျွန်တော်မင်းတို့ကောင်တွေမင်းတို့ဇာလည်းမရှိဘူးဗဇက်ကနေသာရှောက်ပြောနေတာမယ်တေးရတဲ့ကောင်တက်ခဲ့လို့ပါဟမ် ြောကြတော့တောထဲမှာနေမယ်ဒါစကန်လေးလောက်ရဲစကန်လောက်ကိုလုတ်ပြနေတာတို့မြို့ပေါ်တက်ပြီးတိုက်ရဲလာတော့အဲ့မှာမြို့ဝင်ကြီးမင်းတို့အဲ့မှာတိတိမ်မြို့မှာကြိုးစိုးပါကြီးဆိုတဲ့မြို့ဝင်ကြီးမင်းတို့အရေးကြီးပါတယ်ဆိုတဲ့နေရာကြီးအဝင်ထွက်လမ်းကြောင်းကြီးကဲအဲ့အဲ့လိုနေရာမျိုးတွေမှာတော့ဝါပဲအနိုင်တိုက်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ထွက်ပြေးကြတဲ့အဲ့တော့တပ်ဖွဲ့ရဲ့ဘက်ကဘလောက်ထိကြမ်းလဲဆိုရင်ဒါမြို့တဲ့အထိဒီစစ်ကြောင်းကထွက်ပြေးပါပြီဆိုတဲ့ခုနကကျွန်တော်ပြောလို့ပေါ့ RPG နဲ့ဆက်လက်နဲ့ပြစ်တဲ့အချိန်မှာထွက်ပြေးတယ်ထွက်ပြေးတဲ့အချိန်မှာဟုတ်ပဲအဲ့မြို့အတွင်းထဲအထိလိုက်ကြုံတာ လိုက်ကျုံတာမြို့အတွင်းထဲနေရာအထိကိုရောက်တဲ့အထိကိုစစ်ကြောင်းကလိုက်ကျုံတာပေါ့နော်ဒါအနည်းဆုံး၄-၅ရက်တည်တယ်အဲ့ထဲမှာဘုံမှုတယောက်ဘူတယောက်ပါတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တပ်ဖွဲ့တွေကဘယ်လောက်ထိလဲဆိုတော့អော်ပြီးတော့လိုက်တာလေអော်ပြီးတော့လေးစားမမထုလိုက်ဒါဆက်လက်ပြစ်လိုက်အပြင်းဒါလက်နဲ့ငယ်နဲ့ပြစ်လိုက်ပြီးអော်လိုက်လက်နဲ့ချောက်ခိုင်းလိုက်အဲ့လိုပုံစံမျိုးနဲ့ကိုလိုက်ကြိတ်တာပေါ့နော်အားရစရာကောင်းလုံးလို့ပေါ့နော်အဲ့တော့လက်နဲ့ခဲရန်နေရတာနည်းတယ်ဆိုတာခုနလိုကျွန်တော်ပြောလို့ဒါထွက်ပြေးကြလို့ရတာနည်းသွားတာဖြစ်တယ်ဒါပေမဲ့လည်းရတဲ့ခဲရန်နေရများတယ်ဗျဘာဖြစ်လို့ဆိုတော့သူကဟို လာတိုက်ပြီဆိုတဲ့အချိန်မှာလုံအောင်ချက်ချင်းလက်ငင်ထွက်ပြေးကြတာဖြစ်တဲ့အတွက်တချို့ဟာတွေတော့မတည်နိုင်ဘူးအဲ့မတည်နိုင်တဲ့ဟာတွေကဘယ်ဟာတွေတော့များလဲဆိုတော့ဒီ60မမဘုံသီးတွေ RPG ဘုံသီးတွေတော့များတယ်အဲ့တော့60မမဘုံသီးဆိုရင်အလုံး30ကျော်လောက်ရတယ် RPG ဆိုရင်20လောက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကတကယ်အားရစရာကောင်းတယ်လက်နက်ကတော့နည်းတာပေါ့လေနော်အဲ့တော့စစ်ကောင်စီကအဲ့လိုမျိုးခွေးပြွက်ဝက်ပြေးကိုပြေးရတဲ့အနေအထားဖြစ်သွားတယ်တကယ်ဆိုရင်အဲ့စစ်ကြောင်းထဲမှာပါစတက်စိတ်ကတစိတ်ပဲပါတာပေါ့နော်10ယောက်လောက်ပဲပါတာ ကျန်တဲ့ဟာတွေအကုန်လုံးကသူတို့ရဲ့တန်စီစသားပုံစံမျိုးတွေအမေမာလာပါကြီးရဲ့ဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေဒါစုဖွဲ့ထားတဲ့ကောင်ဒါပေမဲ့လည်းပြေးတာမှမဟုတ်နေသေးတယ်ပေါ့နော်အဲ့မှာဒီဖြစ်စင်မှာဒါရည်စရာဟာတာလေးအနေနဲ့ပြောမှဆိုရင်ကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကပြအဲ့လိုခက်ခဲတယ်ပင်ပန်းတယ်ကျန်းတဲ့တယ်ရှားပါတယ်ပေါ့နော်အဲ့တော့ဒီရိတ်ခါပါညာဆိုရင်လည်းသူကဒီကလပ်ဘဲလိုဟာမျိုးပေါ့နော်ဘဲလိုဟာမျိုး ဒီအိန္ဒိယဘက်ကဝင်တဲ့အပဲလိုဟာမျိုးနဲ့ပေါ့နော်အဲ့ဟာနဲ့ပဲသူကနှစ်ပါးသွားနေရတာဗျာပြောရရင်ရှားပါတယ်ဗျာစင်းရဲတယ်ပေါ့နော်အစားစင်းရဲတယ်အဲ့ကြောင့်အဲ့နေရာကိုဝင်စီးတဲ့ဝင်တိုက်တဲ့အချိန်မှာပေါ့နော်စစ်ကောင်စီစီကဘာကြီးကြံခဲ့လဲဆိုတော့ကြက်ကြော်တွေကြံခဲ့တယ်ကြက်ကြော်တွေဒီကောင်တွေကရှေ့စားတာတယ်နော်မယ်စစ်ကောင်စီဘက်ကကောင်တွေအဲ့နေရာမှာကြက်ကြော်တွေပုံလိုက်ကြံခဲ့တာပေါ့နော်ပုံနေနဲ့ကြံခဲ့တာဟာအဲ့မှာတပ်ဖွဲ့တွေကပျော်တာတဲ့လက်နဲ့ခရမ်းရတာအဲ့လောက်မပျော်ဘူးကြက်ကြော်တွေတွေ့တာပျော်မျိုးပျော်ဘာကုန်တွေ့တာပေါ့နော်တော်တော်ကအာဒါဟို ဂယုနာလည်းဖြစ်မိတယ်ဗောနော်ဂယုနာတက်မိတယ်တက်ဖွဲ့တွေဘယ်လောက်ထိဒါရှားပါကြမလဲဗောနော်အဲ့တော့တက်နိုင်တဲ့အပိုင်းတွေပါလဲဝိုင်းပြီးတော့ကူညီပေးကြစေခြင်းနဲ့အခုတစ်ခေါက်အောင်ပွဲကတော့ဒါဒလိုင်းတက်ဖွဲ့တွေအတွက်တကယ့်ကိုအတုံးဝင်တဲ့အတုံးဆောင်တွေရရှိရဘာလို့လဲဆိုတော့အခုလိုမျိုးရာသီဥတုအရန်အေးလာပါပြီဆိုတဲ့ကိစ္စမှာဗောနော်ဒီဆောင်းနေအနှွေးတဲ့အစ်စ်တွေအဲအဲ့လိုဟာမျိုးတွေကစရတာဗောနော်ကားထဲမှာတိုက်တယ်ပြတာ V ရောအဲ့တော့ကျတော့ဒါစစ်ကောင်စီဘက်ကကောင်နေရအဲ့နေရမှာသူက gate ပုံစံမျိုးကောက်တာဗောနော်အရန်ကိုပတ်စံအတောင်းကျမ်းတဲ့နေရာ ကားစည်းကို၈သိန်းကနေ၁၀သိန်းထိတောင်တောင်းတဲ့နေရာအဲ့လိုတောင်းပြီးတော့သူကအမဲကောင်းကောင်းမွန်ဝဝလင်လင်ဈာနေတာဗျာအဲဒါပေမဲ့လည်းအခုလိုပြေးတဲ့ခါကျတော့ဘာမှမတည်သွားနိုင်ဘူးပေါ့နော်ကိုကကိုတော့ပါရဲလာမသိတကောင်နေပြေးကြတာပေါ့နော်အဲ့တော့ကျတော့ဒါဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကအဲ့လုံးဝကြက်ကြော်ပုံမျိုးတွေ့တဲ့အချိန်မှာတော့လက်လက်ခဲရန်တွေ့ရတဲ့ပို့ပြီးတော့ဝမ်းသာကြတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကိုလည်းဒါဒီကနေ့အဲတက်နိုင်သလောက်ပေါ့နော်ကူညီပေးကြပါဝိုင်းဝန်းပေးကြပါအခုဆိုရာသီဥတုနဲ့ပတ်သက်လို့လည်းအရန် အေးလာပြီဗောနော်အဲ့တော့ဒါအနှွေးတွေတွေဘာတွေဆိုလဲလိုအပ်ကြတာဗောလေနော်အဲ့တော့အဲ့ဒါလေးလည်းကိုကြီးပြကြစေခြင်းနဲ့အဲ့တော့ရလိုက်တဲ့ပစ္စည်းတွေထဲမှာခဲရန်နေဗောနော်အရန်အသုံးဝင်တယ်60ပုံဒီ30 RPG 20အခြားဒီခောက်ဆူလာတွေဘာတွေအဲ့ဒါတွေအစရတယ်ပြီးရင်ဒါတပ်ဖွဲ့တွေဝယ်ဖို့အတွက်ခဲရင်နေပါတယ်ဆိုတော့ power station အဲအဲ့ဒါလည်းရတယ်ဗောနော် အဲ့ဒီခါကလည်းအရန်သုံးဝင်တယ်တပ်ဖွဲ့တွေအတွက်ဒါအသွင်းမိုးအတွက်တွေအိုင်ကွန်သုံးမိုးအတွက်တွေပေါ့နော်အမျိုးမျိုးပေါ့နော်ဒီလိုမျိုးဒါ power station ရလိုက်တယ်ဆိုတာကလည်းကောင်းတယ်ပေါ့နော်အဲ့တော့အရန်ကိုအောင်မြင်ခဲ့တဲ့တိုက်ပွဲလို့ပြောရမယ်တခြားကြောင့်ပြောတာမဟုတ်ဘူးစစ်ကောင်စီဘက်ကအခြေအနေမှန်နေလဲသိလိုက်ရတယ်နောက်တစ်ခုကမြို့ရဲ့အဝင်ထွက်လို့နေရာမျိုးတွေထိပါတပ်ဖွဲ့တွေကညာတန်ပေးပြီးတော့လိုက်ကြိုက်တာဖြစ်တဲ့အတွက်စစ်ကောင်စီကအဲ့နေရာတွေမှာဘလို့မှမထိန်းချုပ်နိုင်သေးဘူးဆိုတဲ့ဟာကလုံးဝကွက်ကွက်ကွင်းကြီးမြင်ရစေတယ်ပေါ့နော်အဲအဲ့မှာဒါတိုက်ပွဲဖြစ်ပြီးသွားတဲ့အချိန်ကျတော့အဲ့ဒီဒီကောင်တွေရဲ့အလောင်းတွေကြံခဲ့တာပေါ့လေနော် ကျန်တော့ကျတော့စစ်ကောင်စီကဘာလုပ်လဲဆိုတော့မရိုင်းတဲ့ဟာတစ်ခုပြောပြတာပေါ့နော်။သူကသူ့ရဲ့ထုံးစံတိုင်းမှာပဲသူကအဲ့နေရာတွေကိုအလောင်းကောက်ဖို့အတွက်အလောင်းလာပြန်ကောက်တယ်ပေါ့နော်။အဲ့တော့လာပြန်ကောက်တယ်ဆိုရင်လည်းသူတို့ထဲကအကြီးပိုင်းကတော့တေလို့ကိုတေကိုတေလို့ပေါ့နော်တေလို့ကိုမို့တေကိုတေလို့အဲ့လိုလာပြန်ကောက်တဲ့ချိန်မှာသူကဒေသခံပြည်သူတွေကိုပေါ့နော်ဒါအရသာပြည်သူတွေကိုရှေ့ကနေအယောက်30လောက်တင်ပြီးတော့လာတာမရိုင်းတာမရိုင်းတာအဓိကတော့ဒီဘက်ကတပ်ဖွဲ့တွေကတခုခုပြန်လုံမယ်ဆိုတဲ့ဟာကိုသူတို့ကြိုပြီးတော့ခံမှန်းထားတာမျိုးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲအကြောင်းမလို့ထပ်ပြီးတော့ဘင်းခံမှာဆိုလို့အဲ့နေရာကိုအလောင်းလာကောက်တဲ့ချိန်မှာ ရပြည်သူတွေပေါ့နော်ရှေ့ကနေပြီးရသပြည်သူတွေကိုရောက်30လောက်တင်ပြီးတော့နောက်ကနေကာပါယူပြီးတော့လိုက်လာတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်ပေါ့နော်အဲစစ်ကောင်စီမင်းတို့ပြောတော့မကြောက်ဘူးမကြောက်ဘူးနဲ့မလေးပြည်သူကိုရှေ့ကနေပြီးတော့ကာပါယူပြီးသွားရတဲ့အဆင့်ထိမင်းတို့တွေကြောက်ချီးပန်းနေတာပါပေါ့နော်အဲကြတော့ကြီးကြီးကျယ်ကျယ်တွေမပြောနဲ့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကကြီးကျယ်မပြောဘူးမင်းတို့ရှေ့ကျုံတာအညာတန်ပေးပြီးတော့ကိုလိုက်တာပေါ့နော်အားရပါရကြီးကိုပြစ်ကြတာမင်းတို့ပေါ့နော်အဲတော့ချင်းပြည်နယ်မှာစစ်ကောင်စီကဒါထန်တလန်ဟာခါတီးတိန်ဒီလိုမျိုးပေါ်နေရာတွေပေါ့နော် အဲ့မြို့တွေမှာတော့မှပဲသူကမြို့ပေါ်နေရာလောက်ပဲသူကဒီမြို့ပေါ်နေရာတွေပြီးရင်တက်ပတ်ဝင်းကျင်နေရာတွေလောက်ကိုပဲသူထိန်းချုပ်ထားနိုင်တဲ့အနေအထားတွေ့ရတယ်ဒါအရင်ကောင်းတယ်ဗောနော်ပြီးရင်အော်တိုဘာနှောင်းပိုင်းမှာဗောနော်ဒါအင်အား900ကျော်ဖြည့်ထားတယ်ဒီဒီတင်ကိုဗောနော်ဒါပေမဲ့လည်းအရေးကြီးတဲ့အခုဒါဒီတင်မြို့မှာကျိုးစိုးပါကြီးဆိုတော့မြို့အဝင်အထွက်လို့နေရာမြို့မှာတော့မှပဲခွေးပြေးဝက်ပြေးနေရတယ်အင်အားအများကြီးဖြည့်ထားတယ်နော်အင်အား900ကျော်လောက်ဖြည့်ထားတာ ဒါပေမဲ့လည်းခုနလိုဒလိုင်းတက်ဖွဲ့တွေလာပြီးဟိတ်ဆိုတဲ့ခါကျတော့လုံးဝအော်အော်ပြီးတော့လိုက်ခံရတဲ့ပုံစံမျိုးပေါ့နော်အမဲလိုက်ခံရတဲ့ပုံစံမျိုးဒါအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့မြို့ဝင်ထွက်လို့အရေးကြီးတဲ့ဂိတ်နေရာမျိုးတော့မှဒလိုင်းတက်တွေစီးနင်းတိုက်ခိုက်နိုင်တာတွေကိုတွေ့ရတယ်။ဒါကြောင့်မလို့စစ်ကောင်စီကအင်အားတွေဖြည့်ထားတယ်ဆိုပေမဲ့စိတ်တက်ပြီးရင်နီးပြူဟာဒါတွေလုံးဝညံ့ပြင်းနေတဲ့အတွက်ဒါတွေအကုန်လုံးအောက်ကျနေတဲ့အတွက်ပေါ့နော်အခုလိုမျိုးအရေးကြီးတဲ့နေရာတွေကိုသူတို့အခုလိုတိုက်ခတ်ခံရတာဖြစ်တယ်။အဲတော့အခုလိုမျိုးဝင်ထွက်နေရာကိုတိုက်ခိုက်နိုင်ခဲ့တာအကြောင်းမလို့ဒါခုခံစစ်တမ်းက ဒါပြန်ပြီးတော့ဗောနော်တံပြန်ထိုးစစ်မှာပါတော်လိုင်းတက်ဖွဲ့တွေကအားတာနေတယ်ဆိုတဲ့အကြောင်းမြေပြင်အချက်အလက်တွေရကြည့်ရင်သိတာစီတယ်ဗောနော်အဲ့တော့စစ်ကောင်စီကကြွေးကြော်ပြီးတော့လာတာပဲဗောနော်ဒါပေမဲ့လည်းကျန်းတော့ကျန်းနေတယ်အတိကျန်းနေဆိုတဲ့ပုံစံဖြစ်နေတာဗောလေနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တက်ဖွဲ့တွေကိုကူညီပေးသွားတဲ့အတွက်ကျေးဇူးတင်တယ်ဗောနော်ဆောင်းနေရတယ်လက်နက်ခဲယမ်းနေရတယ်အပြင်ဒါနှွေးတယ်တွေရတယ် ပြီးရင်စားရေးတောက်ရေးအတွက်ကြက်ကြော်တွေအစားပေးခဲ့တဲ့အတွက်စစ်ကောင်စီကိုလည်းကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့အဖွဲ့အနေနဲ့ဒီထက်ပိုပြီးတော့အောင်မြင်မှုရဖို့တောက်ကိုပြည်သူတွေတန်မိုးမှုတွေကုညီမှုတွေလိုအပ်နေပါတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်ဒါို့တော့ PDF ဇိုလန်ကနေပြီးတော့ထုတ်ပြန်လာတာဖြစ်တယ်အားရစရာကောင်းလို့ပေါ့နော်ကျွန်တော်ဆက်သွယ်ပြီးတော့မြေတချို့အကြောင်းအရာတွေကအဲအချိန်မရောက်သေးလို့ပေါ့နော်ကျွန်တော်တို့ဒါ တင်တင်ထားလေးရှိပါသေးတယ်တကယ်အားရစရာကောင်းတဲ့ဟာလေးထပ်ပြီးတော့လာဖို့ရှိပါသေးရပါတော့နောက်ထပ်သတင်းတစ်ခုကတော့ကြံ့ဖို့သတင်းပေါ့နော်ကြံ့ခိုင်ရင်းနဲ့ဖွင့်ပြိုးရေးဆံဘာဆိုလားပဲကြံ့ဖို့သတင်းပေါ့နော်အဲ့ဒါလည်းပြောရမယ်ပေါ့နော်မြန်မာနိုင်ငံမှာဒါနိုင်ငံတကာယင်းနှီးမြှုပ်နှံမှုတွေမရှိတော့လို့ဒါလူငယ်တွေအကုန်လုံးကနိုင်ငံခြားကိုထွက်ပြီးတော့လုံလုံကြတယ်အဲ့လိုလုံကျုံလုံကြတယ်ပေါ့နော်ဒါပြပရောက်လူငယ်၅သန်းကျော်ထံကလောက်ခလာစာတွေကိုပြပကိုပြန်လဲရောက်ရှိရေးလှုပ်ဆောင်မယ်ဆိုပြီးတော့ဒါကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပေါ့နော်ခင်ကြီးက ခင်ကြီးနဲ့ဒါတောင်းရေးပေါ့နော်ဦးတောင်းရေးတို့ကပြောလိုက်တယ်ဆိုတဲ့သတင်းပေါ့နော်အဲ့တော့ကျန်းဖော့ပါတီမဲဆွဲစည်းရုံးပွဲမှာသူတို့ကပြည်ပရောက်မြန်မာလူငယ်များအနေနဲ့ပတ်သက်ပြီးတော့ဒါထုတ်ဖော်ပြီးတော့အခုလိုမျိုးပြောလာခဲ့တာဖြစ်တယ်နိုဝင်ဘာ28ရက်နေ့နိုဝင်ဘာ25ရက်နေ့ကဒါပျော်ပွဲမြို့နယ်ကြီးနီကျေးရွာတီကုံကျေးရွာတွေမှာဒါကျန်းဖော့ပါတီကဒါအတွင်ရင်မှုနဲ့ပျော်ပွဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလဲဖြစ်သူဦးတောင်အေးကတိုင်းပြည်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိလို့မြန်မာလူငယ်အားလုံးပြည်ပထွက်ခွာပြီးအလုံးလုံးနေရကြောင်းမဲဆွဲရင်းနဲ့ပြောခဲ့တာဖြစ်တယ် တော့လားတူနိုဝင်ဘာ19ရက်နေ့မှာလဲရန်ကုန်ကမဲဆွယ်စီယုံဘွဲမှာဒါချက်ဖို့ဥက္ကရာခင်ကြီးကပြပရောက်လူငယ်အလုတ်သမား9တန်းငှားနေပြီးတော့10တန်းအထိရှိနေပြီးတော့လူငယ်တွေအနေနဲ့လောက်ခလာစာတွေကိုပြည်တွင်းကိုပြန်ပြီးတော့ရောက်ရှိရေးလှုပ်ဆောင်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်အဲ့တော့အလောက်ခိုင်ခွင်လန်းတွေပိတ်သွားတာဘာကြောင့်လဲပြည်ပရင်းနှီးမြုပ်နှံမှုတွေထွက်ခွာသွားတာဘာကြောင့်လဲဒါတွေကိုကြတော့တို့အဖြေမရှာကြဘူးပေါ့နော်တို့မှအဲ့လိုရှာနိုင်စွမ်းလည်းမရှိဘူး ီကောင်နေရဲ့အုံနောက်တွေကလုံးဝခြားစားထားတဲ့အတိုင်းပဲပေါ့နော်အဲ့တော့အခုလိုမျိုးအကြက်တဲတွေအခက်ခဲတွေဖြစ်လာတဲ့အချိန်မှာအကုန်လုံးကယင်းနှမြုံနယ်မှုအချိုးမရှိဘူးဆိုပြီးဒါထွက်သွားကြလိမ့်မယ်ဗျာအဲ့တော့အတွင်းထဲမှာကြံနေခဲ့ပါရယ်ဆိုတဲ့လူငယ်တွေပေါ့နော်ဒါလှုပ်လှုပ်တဲ့အရွယ်တွေပေါ့နော်ဒီအရွယ်တွေကလည်းစဉ်းစားမှာပဲလေဟာငါတို့ပြည်တွင်းထဲမှာဒီလောက်ကြည့်ကြည့်ဆိုးဝါးကြက်တဲနေတာတေးအောင်လှုပ်လဲဒီဘာမှမရတဲ့ဒါလစာအတွက်နဲ့ငါတို့ဘာဖြစ်လို့ဟိုဟာဖြစ်မလဲအဲ့တော့နိုင်ငံသားမှာထွက်ပြီးတော့လှုပ်လှုပ်မယ်ဆိုတဲ့အဖွဲ့တွေများလာတာပေါ့လေနော်အဲ့ကြအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါထွက်ပြီးတော့လှုပ်လှုပ်ကြတဲ့လူငယ်တွေစီကပါလိုက်ပြီးတော့ ကောင်းမွန်ဖြစ်ဖို့စဉ်းစားနေတာနိုင်ငံကိုဘလို့တိုးတက်အောင်လုပ်မလဲဆိုတဲ့စိတ်ကသူတို့စီမှာမရှိဘူးဘလို့မျိုးတခြားလူတွေကိုကောင်းမွန်ဖြစ်မလဲဆိုတဲ့စိတ်ပဲကြီးစိုးနေတာပေါ့เนาะအဲ့တော့စစ်ကောင်စီအနေနဲ့ပြည်ပရောက်မြန်မာတွေအတွက်အကာအကွယ်ပေးမဲ့အစီအစဉ်တွေမရှိဘဲနဲ့အခွန်တိုးကောက်ဖို့နဲ့လောကလာစာလွှဲပေးဖို့ပုဂ္ဂလိကကုမ္ပဏီတွေကိုဒါဖိအားပေးနေချိန်မှာဒါလုံးဝ uniform ချွတ်စစ်ဘုတ်ချုပ်တွေအနေနဲ့ဒါပြည်သူအကျိုးထက်လုံးဝသူတို့ရဲ့ အာနာသူတို့ရဲ့အကျိုးအာနာရှင်ရဲ့အကျိုးပေါ့နော်အဲ့လိုမျိုးဒါတဆိုးရှည်စီဖို့မူဝါဒကိုပဲထုတ်ပြီးတော့ပြောခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့သူကတော့တေချာတယ်တိုင်းပြည်အတွက်လူမျိုးအတွက်ဆိုတဲ့ဟာတွေကအလကားပါအခုလိုမျိုးမဲဆွဲစီယုံရေးကာလမှာပြောတဲ့ဟာတွေအကုန်လုံးကလည်းဘယ်တော့မှဖြစ်မလာမယ့်အရာတွေဖြစ်တယ်အဲ့တော့သူတို့တွေအာနာဆက်ပြီးတော့တီမြဲနေဖို့အတွက်ကိုပဲပြည်သူတွေကိုမလုံးပေးတာမျိုးတွေပေါ့မလုံးပေးတယ်ဆိုတော့လုံးဝမျှော်လင့်ချက်အမှားတွေပေါ့ဗျာ အဲ့လိုပုံစံမျိုးနဲ့ပေးတယ်ပြီးရင်မဖြစ်နိုင်တဲ့ဟာတွေပေါ့နော်ဘယ်တော့မှလည်းလုံမပေးမဲ့အိမ်မက်တွေပေါ့နော်အဲ့ဒါတွေကိုပြောပြီးတော့ပေါက်ပန်း40မဲဆွယ်နေတဲ့အကြောင်းကိုပဲမြင်တွေ့နေရတယ်တကယ်တကယ်တမ်းသူရဲ့စိတ်ထဲမှာရှိတာကသူရဲ့ကိုကြိုးစည်းပွားသူရဲ့အာဏာဆက်လက်ပြီးတော့တည်မြဲဖို့အတွက်သူရဲ့အကျိုးစီးပွားတွေဆက်လက်ပြီးဖြစ်ထွန်းဖို့အတွက်ကိုပဲဂရုပြုနေတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်